အဲဗီယမနန်တိုက်ရဲ့တရားထုတ်တဲ့ပုံစံကိုဆရာတော်ကြီးပြတာပေါ့သူကဆရာတော်ကြီးကအဲ့ဒါကိုကြည့်ပြီးတော့ဒီတော့ထားတဲ့ဘာတင်ပြရတဲ့ဩထားတဲ့အဲ့မှာနောက်ကမ္မထမ်းပြီးပြီးတော့အရင်တော့ဒီလိုတော့လွတ်ပေးထားတာပေါ့။ကျွန်တော်ရအရင်များလာတဲ့အခါကျတော့ဈေးကဘလောက်ကျတော့ ကလာတော့နှစ်ကြိမ်သုံးကြိမ်ဖွင့်ရိတ်တမှာနှစ်ကြိမ်လောက်ဖွင့်တယ်ကလာအပြင်မှာလိုက်ပြီးတော့လေပြီးတော့နေပြည့်ပြီးတော့ပြရတယ်တရားဝင်လိုက်တော့ဒီလိုကကြတော့ပရိယက်ကလာတယ်မဟုတ်ဘူးကြီးလိုကြတော့ပရိသတ်ကပေါ့ဒီလိုကြည့်နေအထုတ်ခဲ့တဲ့တရားလေးတွေတွေ့ခဲ့တဲ့တရားလေးတွေပြန်ပြီးတော့ပို့ချတယ်ခန္ဓာကိုယ်လေးအဲ့တော့ဒီလိုကဘယ်နှမ်းနေသွားလဲဆိုတော့ဒီလိုကဒီဝိပဿနာယာနိကတိတံသမထကိုမပါဘဲနဲ့ဝိပဿနာယာနိကတိတံပညာဝိမုဒ္ဒနာ ကျေးဇူးများပါတယ်။ဘက်ကရှင်ပါလန်းဆိုပြီးဒီလိုဒီလိုမျိုးပြပြ။ဒါတတိယရေးဖိတ်ဖန်ပြလိုက်ပါဦး။ဟုတ်ကဲ့။မှတ်တယ်အောင်လား။ဒီလိုကထားတယ်နမူးချင်းရေးဆရာကြီး။အော်။ထားတယ်ပြီးပြီးတော့ထားတယ်ညူထားတယ်တောင်း။အဲ့တော့စီတော့ပြီးနေပေါင်းလိုက်တော့ထားတယ်စီတော့ပြီးတောင်းဆိုပြီးတော့ညီ20နဲ့3နေတော့ အဲဒါကြောင့်လေဝိသတိတဲ့ကြောင့်ဘယ်ဘူးရှာတယ်လဲဟိုပြီးခဲ့တဲ့လာမှပြန်လာမှာပါ။နဝဉ္ဇနဝဉ္ဇရှာတယ်ပြန်လာမှာ။ဒါကြောင့်လေသာမတေကုလသာမတေကုလတတိတော်ကားတဲ့တတိတော်ပါရမီယာသံပေပညာပိုင်းမှာပြီးတော့ အာမီမထူးကြောင်သူတော့တန်တက်လာမှာဝတ်တာစက်ကတပြီးတော့တက်ကြီးမှာကပြီးတော့တော့ထပ်ပါပြီ35ဝင်ရတာမှာတက်လာတာမှာဝတ်တာမှာမဟုတ်ဘူးဩဘာလုပ်ခဲ့တပြီးတော့ကစုံနေတာတိုင်ဂျူလေးငွေလုံးမလေးလုပ်ခဲ့ဒီမန္တလေးမှာတိုင်ဂျူလုပ်ခဲ့တခါတုန်းကပါတောတရာတော်ကြီးကအဘိယမနန်စီရာတော်ဥတုရိယရဲ့ ဝတ္တရိယကဆရာတော်ကြီးကိုသွားဖူးပြီးတော့တခါယူသွားပြောခမဝတ္တရိယအဘိယမနန်တိုက်ရဲ့တရားအထုတ်တဲ့ပုံစံကိုဆရာတော်ကြီးပြတာပေါ့သူကဆရာတော်ကြီးကအဲ့ဒါကိုကြည့်ပြီးတော့သာတင်ဘူးလားတဲ့ဦးနေအဲ့မှာလန့်ပြီလားအဘိယမနန်ဆရာတော်ကလည်းသာမတင်ဘူးပါဘူးတဲ့ဖြစ်ရှာတယ်အဲ့သူပြီးတဲ့ဟာကိုကြည့်ပြီးတော့သာမတင်ဖူးဖူးလားတဲ့ သာတင်ဖူးလာရတယ်မိတာဥဒင်းအဲ့ဒီချက်ကိုတော်တော်လေးကြည်ညိုသွားတာနော်အရိယမဏ္ဍတရားတော်ကကသူကသာမတင်မှုတဲ့အခါကျတော့ပါဠိတွေကိုပါဠိအတော်လာကိုသူကမသိဘူးမသိဘူးပြောတဲ့အခါမှာတပတ်ဆရကပုဂ္ဂိုလ်ကြီးရဲ့ဝိဖန်တရားတွေဖြစ်လာတယ်ပေါ့အေးလားနော်ဒီဥဒင်းတို့ဒီပါဠိစကလုံးတလုံးဆိုတာကသူ့နေရာနဲ့သူ့တုံးလာတာသူ့တုံးနေတာတုံးလို့မရဘူးဒီပါဠိတကလုံးကလည်း ည်းအရိယပုဂ္ဂိုလ်တို့မြည်သည်ဒီအရိယမနစရာတို့ကိုအရိယပုဂ္ဂိုလ်တို့ဥဒင်းပြတာမဟုတ်နော်ဒီအရိယပုဂ္ဂိုလ်တွေကယာနာပုဂ္ဂိုလ်တွေကသူတို့တိတဲ့တရားကိုပဲသူတို့ပြန်ပြောနိုင်လားအဲ့ဒီတရားကိုသင်မှဆက်လို့ခရှင်ဒီသာပင်နဲ့ညီမှကြိုက်လားသာပင်နဲ့မညီရင်သူ့ကိုမတတ်မှတ်ဘူးအဲ့အရိယပုဂ္ဂိုလ်တွေနဲ့သာတပုဂ္ဂိုလ်တွေဘယ်လိုကွာတယ်လဲဆိုလို့ရှင်သာတပုဂ္ဂိုလ်တွေကအကုန်လုံးဟောပြနိုင်တယ် ဖာသားပုဂ္ဂိုလ်တွေခေါ်လို့ဟိုရန်နာဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲတီယိုခေတော့သူမာတူကမထိဆိုကျွန်းသူတပည့်တုံးတောင်းရှိတယ်ရန်နာဖြစ်တဲ့ပုဂ္ဂိုလ်တွေသူကတော့ရန်နာမဖြစ်ဘူးပေါ့လေနောက်ပိုင်းသူကလည်းတရားအထောက်လိုက်တော့မှအခါမှာရန်နာဖြစ်တာဖြစ်ပါတယ်အဲစာပေမတင်ဘူးတဲ့ရန်နာပုဂ္ဂိုလ်ကရတော့သူကစာတွေကို မသိဘူးတိုးတော့သူတိတဲ့တရားကိုပဲသူကပြန်ပြပြနိုင်တာတပတ်ကစတဲ့ခါမှာအဲ့ဒီသူတိတဲ့တရားကိုပဲစတဲ့ တခါတော့သုံးနှစ်ကြာတော့ယူကိုမေးတာပေါ့သူကရန်တော်နာမည်ကြီးတော့ခါကြတော့မတ်နဲ့အပင်ကြီးဘယ်ဟာခတ်တယ်လဲအဲ့ဒီကမှပြတ်ဖြစ်တယ်သုံးနှစ်ကြာတော့ယူကအပင်ကြီးကခတ်တယ်တဲ့ဘာကြောင့်အပင်ကြီးခတ်တယ်လဲဆိုလို့ရှိရင်သူကမရှိဘူးမရှိတာကိုအရှိအလုပ်ကတာမကတော့အရှိကိုအရှိလုပ်ကရအဲ့ဒါကြောင့်မနဲ့အပင်ကြီးရှင်မဲ့ဆိုရင်အပင်ကြီးခတ်တယ်မကလွယ်တယ်ပေါ့အပင်ကြီးနဲ့ရှင်မဲ့ဆိုလို့ရှိရင်အဲ့ဒီကမှ အဲဆုံးလို့ရတော့ယူစစ်တဲ့ပုံကိုယ်ကြီးအံ့ဩသွားတယ်ဒီသာမတင်မှုတဲ့ဆုံးလို့ကြတော့ကြတော့သာပင်နဲ့ညှိတယ်သာမတင်မှုတဲ့ဥဒိရဥဒုရကြတော့သာပင်နဲ့မညှိဘူးဘုရားကတမန်လူတွေစကားတခုံပြောတဲ့အချိန်မှာသူကဘယ်နှခုံပြောနိုင်တယ်လဲဆိုလို့ရှိရင်တရားနဲ့ရှိခွန်ပြောနိုင်ပါတယ်ဒီလားပြီးရင်အဲ့ဒီချိန်ထဲမှာပဲ ဘာသာစကားပေါင်းတရား၈မျိုးတိကိုပြောနိုင်ပါတယ်။မြတ်တပြတပရိမအဘိဓမ္မာတရားဟောတဲ့အခါမှာအဲ့ဒီနိသနနဲ့ဟောတာဖြစ်ပါတယ်။အဲ့ဒါဥဒိနောတာမန်လူတကားတခွန်ကိုသူကတရားနဲ့ရှစ်ခွန်ထွက်အောင်ပြောပြီးတော့ဘိဓမ္မာဟောတာဖြစ်ပါတယ်။တပရိဏန်နဲ့ပြင်ပါလေ။ဘာကြောင့်အဲ့ဒါကိုဟောနိုင်တယ်လဲဆိုလို့ရှိရင် သူ့ရဲ့ရှာကဒီနရက်ကိုလည်းအုတ်လန့်တိရရတယ်နှစ်ဖူးကိုလည်းအုတ်လိရတယ်မျက်နှာ ပြင်တစ်ခုလုံးတော့မအုပ်လို့အုပ်နိုင်စွမ်းရှိတယ်။ဒါကြောင့်စကားကအရန်ကိုမြန်တယ်။သို့တော့နာယူသူပုဂ္ဂိုလ်မှာတော့အရန်ကိုရှင်းလင်းတယ်ပြက်သားတယ်ကြည်လင်းတယ်ပေါ့။ပဲပဲတင်တဲ့ပေါ့။ဒါမျိုးသားပြားရဲ့ဟိုနှောက်တော်နဲ့ပတ်သက်ရင်ဆိုင်းတစ်ခုဖြစ်ပါဟိုဆာဆာမာတို့ကုတဝါတို့အုံတို့အောင်းတို့ခံတဲ့ခါရတွေကိုရွတ်တဲ့ဘုရားဗတာမျိုးကို ဘယ်တဲ့ကိုထဲမှာလဲညာကတခါကြီးတောင်းနေဦးသွင်းအဲ့ဒီကာရာကြီးလာပို့ပြီးတော့ဒီကာရာကြီးကဘာတွေလဲဆိုပြီးတော့မေးတယ်ဟိုထူးခွန်းကျော်တွေရောဒါကသူတို့စောကားတာမဟုတ်ဘူးเนาะအဲ့ဒီလိုဗုဒ္ဓဘာသာကိုဘယ်ဗုဒ္ဓဘာသာကိုထဲမှာလဲဆိုပြီးတော့ဦးသွင်းမြောက်ပေးပါမယ်ဦးသွင်းဗုဒ္ဓဘာသာအဓိကအဖြစ်၃မျိုးရှိတယ်ထေရဝါဒဗုဒ္ဓဘာသာမဟာယာနဗုဒ္ဓဘာသာဝတိရာယာနဗုဒ္ဓဘာသာ၃မျိုးရှိပါတယ်เนาะထေရဝါဒကတော့ဖျားဟောတက်တက်ကိုပြောသွားတယ် မာယာနာကြတော့ဖယားဖယားဟောတဲ့ဟာတွေလည်းပါတယ်ပြီးရင်ခင်းတဲ့အညီပြောင်းလာတွေလည်းပါတယ်ပြီးရင်သူတို့တွားခဲ့တဲ့အယက်ဒေသရဲ့ယဉ်ကျေးမှုတွေလည်းပါတယ်ဒါကတော့မာယာနာပေါ့အဲ့ဒီဝဇိရယာနာကဘာကိုပြောတာဆိုအခုရှင်ရင်ကျော်တို့ဟုတ်တယ်မလားရှင်ကျော်ဂိုင်းတို့အထူးခန့်ကျော်လိုင်းတို့ပြီးရင်အဲ့လိုမௌဒရာတို့တန္တရာယာနာမန္တရာယာနာတို့ ဟိုပကံခက်ကအကြီးကြီးတွေသူကအဲ့ဒီဝတိရယာနာဗုဒ္ဓဘာသာကိုပြောတာဒီတာအင်းအင်းကလေးတို့ဒါတွေကရတော့ဝတိရယာနာဗုဒ္ဓဘာသာအဝင်ဖြစ်ပါတယ်ဥဒင်ထေရဝါဒကကျတော့ထိုင်းတွေဒါအိုရတီဗီနင်္ဂါတို့ကမ္ဘောဒီးယားတို့ဒါတွေကရတော့မြန်မာနိုင်ငံတို့ဒါတွေကရတော့ထေရဝါဒဟိုဂျပန်တို့ကိုရီးယားတို့တရုတ်တို့ဗီယက်နမ်တို့ကျတော့မဟာယာနာပေါ့ဟိုနီပေါ်တို့တိဘက်တို့ အာပြီးလို့ရှိရင်မွန်ဂိုလီးယားတို့ဒါတွေကကြတော့ဝတိရယာနာဗုဒ္ဓဘာသာဖြစ်ပါမင်းငါသမီးကိုကြိုက်လို့ရှိရင်တိမ်ပေါင်းတထောင်နဲ့လာတင်တော့အဲ့ဒီတိမ်ပေါင်းတထောင်ကဈေးခေါ်တယ်အဲ့ဒီသူသမီးကကိုတင်တရားကောင်းရဲ့လားဖောက်ပြမှုတွေကင်းရဲ့လားသိတ္တတွေကောင်းရဲ့လားပညာတွေတက်ရဲ့လား 에리 이아래 심어 들으신 아라가 땅포